သူ့ရဲ့ခန္ဓာကိုယ်ထဲမှာဝိညာဉ်စိတ်ဆိုတာဟာအကြောင်းတရားကြောင့်ပေါ်လာတာဖြစ်တဲ့ဆိုင်ရာအကြောင်းကိုမှီပြီးတော့မှ ဖြစ်လာတဲ့ဖြစ်လာပြီးရင်လည်းပဲချက်ချင်းပြည့်စည်ပြီးတော့သွားတယ်။ရဲနေတဲ့အရာတစ်ခုမှမရှိဘူးဆိုတာကိုကြက်ကြက်နှလုံးသွင်းဖို့လိုအပ်တယ်နော်။အဲ့ဒီဖြစ်ပြနေတဲ့အစဉ်ဟာအကြောင်းရှိနေသေးတဲ့မြတ်ဒါရီဒီအကျိုးတွေပေါ်ပြီးထိုအကျိုးတွေဟာ ရေရှားပြောင်းလဲပြီးတော့ဒီလိုသွားနေမယ်ဆိုတဲ့သဘောကိုနားလည်ဖို့လိုတယ်။ဘုန်းကြီးတို့အခုတရားဟောနေတဲ့ပံမဲ့ချစ်တရားပွဲစလိုက်တဲ့အပံတွေဟာပျောက်သွားပြီခွန်လားမရှိတော့ဘူးနော်။အဲ့ဒါလိုပဲပျောက်နေတယ်ဆိုတာဟာချင်ရှားတယ်။စကားဟာရှေ့စကားနောက်စကားပြောနေတဲ့စကားရှေ့စကားကအတန်တွေဟာကြောက်နေတာလေအဲ့လိုပြောက်နေတယ်လို့ ယုခန္ဓာကိုယ်မှာဖြစ်တဲ့ယုတ်ဒီနံတွေဟာလည်းပြောင်းနေတယ်ဆိုတာကိုထင်ရှားအဲ့တော့ပြောင်းနေတဲ့ဆိုလို့ရှိရင်ပထမပေါ်လာတဲ့အတန်လေးကဒုတိယအတန်ဖြစ်လာတာလားလို့ဆိုဟုတ်ဘူးဒုတိယအတန်ကသူ့အကြောင်းနဲ့သူ့ဖြစ်တာပထမအတန်ကလည်းသူ့အကြောင်းနဲ့သူ့ဖြစ်တာဆိုပါစို့ ABCD လို့ရွတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် A လို့ရွတ်လိုက်တာလည်းပဲသူ့ အကြောင်းအကျောင်းဒီအေဆွဲအပံလေးပေါ်လာအေယူပြီးတဲ့အခါအေပြောက်သွားမှ B ဆိုတာပေါ်လာအဲ့တော့ B က A လေးက B ဖြစ်လာတာလားဆိုတော့မဟုတ်ဘူး B ဖြစ်ဖို့ရလဲသူကသူရောက်ဆန်ရအကြောင်းအကျောင်း B B ပေါ်လာတာတို့တူရဲ့ C ဆိုတာလဲသူဆန်ရအကြောင်းအကျောင်းသူပေါ်လာတာ B ကနေ C ဖြစ်လာတာမဟုတ်ဘူးတခါ C ကနေပြီး G ဆိုတဲ့အတန်ကြားတဲ့အခါလဲပဲဟော C ကနေ B ဖြစ်သွားတာမဟုတ်ဘူး သူဆိုင်ရာအကြောင်းအနေနဲ့အကြောင်းအနေနဲ့ပေါ်လာတာတွေချီအဲ့ဒါမျိုးလိုပဲဘဝကူးလာတယ်ဆိုတာလည်းဆိုင်ရာဆိုင်ရာအကြောင်းအနေတစ်ခုနဲ့တစ်ခုဆက်ဆက်မှုတော့ရှိဒီလိုအကြောင်းနဲ့အကျိုးနဲ့ပေါ်လာတာမျိုးလားဖြစ်တယ်လို့ဒါကြောင့်မို့တမလွန်ဘဝ၌တဖန်ဘဝတဲ့၌ကြံလီမွေးဖွားခြင်းလို့ဆိုတာဟာလူတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့ရှိတယ်လို့ ခင်ရင်ယူဆပြီးမှားရဲစွာပြောဆိုနေကြတဲ့အသက်တို့ဗိပ္ပာကောင်တို့ဝိညာဉ်ကောင်တို့ဆိုတာတွေကကူးပြောင်းပြီးတော့နောက်တဘဝတစ်ခုမှာသွားဝင်စားတာဒီလိုဟာမဟုတ်ပါဘူး။ဒါပေမဲ့လူမျိုးတွေလည်းပြောတာပဲ။သူကလူဝင်စားတယ်။ဘုရားတော်ကဘသူလဲနဲ့ဒီလိုပြောတော့အဲ့ဒီတော့ကလူကဒီရောက်လာတယ်လို့တို့ဒီလိုပြောကြ။ဒါကြောင့်ဟိုနားလဲဖို့ခက်တယ်ဆိုတာအဲ့ဒါကြောက်နော်။ ဆက်တမ်းဘူးရတော့ရှိဆက်ဆက်ဘူးရှိဆက်တမ်းဘူးမရှိပဲမဟုတ်ဥပမာမယ်ဥပဆိုတဲ့လူကြီးတည်သွားတဲ့အခါကျတော့မောင်နှဆိုတဲ့လူကလေးတယောက်ပွားလာမောင်နှကပြန်ပြီးတော့မှတ်မိလို့ပြောတယ်ဟိုဘွားကဥပဟာသူပဲလို့ပြောဒါကြည့်ဥပမတည်ရင်မောင်နှမဖြစ်ဘူးမောင်နှရဲ့ဘဝနဲ့ဥပရဲ့ဘဝဟာ online ပေါ် line တစ်ခုတည်းမှာရှိတယ် ရှေ့နဲ့နောက်နဲ့ကွာနေတယ်။ဘိုင်းတစ်ခုထဲမှာသာရှိ။သို့တော့ဥပါယေယုတ်တည်နန်းနေခန္ဓာတွေကနေမောင်နှဖြစ်သွားတာတော့မဟုတ်ဘူး။မောင်နှဖြစ်သွားတာမဟုတ်ဘူး။ဥပါလုတ်ခဲတဲ့ကုသကံလေးအကုသကံလေးမောင်နှဘဝမှာခံရဆံရ။ဥပါကဒီဘဝမှာတည်သွားပြီ။ဘဝမှာမောင်နှဖြစ်တယ်။ဥပါလုတ်ခဲတဲ့နေရာတွေမောင်နှကခံရတယ်ဆို။ ဥပနဲ့မောင်လားဟာတယောက်တည်းလားလို့ဆိုရင်တယောက်တည်းမဟုတ်နှစ်ယောက်လားဆိုရင်နှစ်ယောက်လည်းမဟုတ်အကြောင်းအကျိုးဆက်ဆက်နေတယ်လို့ပဲပြောတာနော်လိုင်းတစ်ခုထဲမှာရှိနေတယ်လိုင်းဆိုတာဘယ်သဘောပေါက်သွားလို့ရှိရင်ဒါချင်ရှားပါဒီလိုင်းတစ်ခုထဲလိုင်းဆိုတာတစ်ခုပြီးတစ်ခုဖြစ်တစ်ခုပြီးတစ်ခုဖြစ်နေတဲ့ဖြစ်ပြနေတဲ့လိုင်းကြီးပဲနော်အဲ့ဒီဖြစ်ပြနေတဲ့လိုင်းထဲမှာ ဝင်းနေသည့်အတွက်ကြောင့်ပတ်သက်မှုတော့ရှိတယ်ပေါ့ဘဝတစ်ခုကိုဖန်တီးတဲ့နေရာမှာဘသူကအရေးပါဆုံးလုံးလို့ဆိုတော့ရသော်ဘုရားကအရေးပါတဲ့အကြောင်းတရားက၃ခုရှိတယ်အဝိဇ္ဇာရယ်တဏှာရယ်ကံရယ်လို့အကြောင်း၃မျိုးရှိဘဝတစ်ခုကိုအန်စင်းတဲ့နေရာဒါမှမဟုတ်ပြီးတော့မထသင်္ခါရထဲမှာသင်္ခါကျမ်းမှာအဝိဇ္ဇာနုတ္တယပရိခိတ်တေတာ တဏ္ဏုတယမူလကေနတင်္ခါရေနဇနိယမနံလို့ဆိုပြီးတော့ပရိဒိရိစိတ်ကလေးကိုထုတ်လုပ်တဲ့အကြောင်းတရား၃မျိုးအဲ့ဒီနေရာမှာထုတ်ပြဒါက main cause တို့ဆိုတဲ့အဓိကအကြောင်းကိုထုတ်ပြတာတခြားအကြောင်းတွေမရှိဘူးလို့မပြောအကြောင်းတွေထဲမှာရေးပါဆုံးအကြောင်းကအဲ့ဒါဒုက္ခကိုထုတ်လုပ်တဲ့နေရာမှာတဏ္ဏဟာအဓိကဒုက္ခဆိုတာနာမည်ပေးထားတာဘုရားကိုနာမည်ပေးထားတော့ဆိုခန္ဓာ၅ပါးကိုနဲ့ ဟုတ်ကဲ့ရုပ်နာကိုနာမည်ပေးထားတာခန္ဓာ၅ပါးကိုနာမည်ပေးထားဒုက္ခသမုဒိယလို့ဒုက္ခလို့ခေါ်ရတဲ့ခန္ဓာ၅ပါးရဲ့အကြောင်းတရားဟာဘာတူလဲလို့ဆိုတဲ့အခါကျတဏှာပါတဲ့အဲ့ဒီတဏှာကိုယာယံတဏှာအောနောဘဝိကအဲ့ဒီစကလုံးလေးရှိအောနောဘဝိကဆိုတာပုဏဘဝဣကပုဏဘဝဆိုတာဘဝအတိတ် နောက်ထပ်ဘဝတစ်ခုဤကချစ်စီတတ်တယ်လို့ဆိုတော့ဘဝရဲ့အဓိကအကြောင်းအနေနဲ့တဏှာလို့ရသတရားကဟောတာဒီမဆက်ကြတရားတော့ဘဝတည်းမှာဖြစ်နေတာဟောဒီအတွေ့အကြုံရှိလို့ဖြစ်တယ်လို့ပြောအဲ့တော့ဖြစ်တယ်လို့ဆိုတဲ့ကနေပြီးတော့ရဲနေတဲ့အရာတစ်ခုဟောနေသွားဒီကနေသွားတာမျိုးမဟုတ်ဘူးအကြောင်းရှိလို့ဖြစ်လာတယ်ဆိုတဲ့သဘောကိုပြောတယ်နော် တဏှာဒီဘဝတစ်ကိုဖြစ်စီတတ်တယ်။ဒါကဒီမဆက်ကြမှာတဏှာကိုအဓိကထားပြီးတော့မြတ်စွာဘုရားဟောတခြားထိုးထိုးတုတ်တန်လေးမှာလည်းပဲတဏှာကိုဘဝနစ်တိလို့ဘဝကိုဆောင်တတ်တယ်ဘဝကိုဥဆောင်ဥရဲ့လှုပ်သွားတတ်တဲ့တရားအဖြစ်မြတ်စွာဘုရားကဟော အဲ့တော့တဏှာတစ်ခုတည်းလှုပ်ထလာဆိုတော့မဟုတ်ဘူးစေတဏှာကဘုသူစီကအကူအညီတွေရတော့ဆိုရင်အဝိဇ္ဇာရဲ့အကူအညီရအဝိဇ္ဇာကအာယုံရဲ့အပြစ်ကိုမမြင်ရအောင် ဖုံးကွယ်ပြီးတော့ပေးထားတယ်ပေးပေးထားသည့်အတွက်ကြောင့်အဝိဇ္ဇာဖုံးထားတဲ့အာယုံအမှန်မသိတဲ့အခါမှာတဏှာကတွေ့တာမှုကိုဖြစ်တာအဲ့ဒီတဏှာတွေ့တာတဲ့အခါမှာတန်လို့ခေါ်တဲ့သင်္ခါရတရားကတွန့်ပို့လိုက်တာ ဘဝတည်းတစ်ခုရောက်လာဘုရူကိုတွန်းပို့တာတော့နေတွန်းပို့เสียခေါနာက reincarnation ကိုတွန်းပို့တော့ spirit ကိုဝိညာဉ်ကောင်ကိုတွန်းပို့တာမဟုတ်ဘူးနော်ဘုရူသုံးခုကနေစုပြီးတော့ဖန်ဆင်းလိုက်တဲ့အခါကျတော့အကျိုးတစ်ခုပေါ်လာတာပြောပြခန္ဓာရောစက္ကုံစပဋိစ္စရူပိစ္စဥပိစ္စတိစက္ကုဝိညာဏလက်စိနဲ့အစဉ်အာယုန်လေးဆုံးပြီးလိုက်တဲ့အခါစက္ကုဝိညာဉ်စိတ်ကလေးပေါ်တယ်လို့ဆိုတာလိုပဲ အကြောင်းကြောင့်ပေါ်လာတဲ့အကျိုးတရားလေးတစ်ခုမျှလာဖြစ်တယ်ဘဝကူးတယ်ဆိုနော်ဒီပါဆိုဣဇစ်ဘူးလေးကနေမိတော့ကလေးပေါ်လာတယ်ဆိုတာဟာဘာကြောင့်ပေါ်လာတော့လို့တေချာမေးကြည့်လိုက်ဂက်စ်မေးကြည့်ခုမှချင်းထဲထဲမှာဂက်စ်ရှိတယ်ဘိန်းလုံးရှိတယ်ဘိန်းလုံးအောက်က အခန်းအမာရှိတယ်ဖိချစ်တဲ့လူရဲ့စွမ်းအားရှိတယ် ဲ့ဒီအကြောင်း၄ခုပေါင်းစုံလိုက်တဲ့အခါကျတော့မိတော့ကလေးပေါ်လာတယ်ပေါ့လားအဲ့တော့မိတော့ကအကြောင်း၄ခုကနေပေါင်းစုံပြီးတော့ထုတ်လုပ်ပေးလိုက်တာအော်ဘဝတစ်ခုဖြစ်စေတယ်ဆိုတာအဲ့ဒါကနေအဲ့ဒီမိတော့လေးဟာအတိတ်ဘဝကမိတော့ကလေးရဒီကိုကူးလာတာမဟုတ်ဘူးလို့ဆိုနော်ဆရာအကြောင်းကြောင့်ဖြစ်လာတယ်လို့ဒီလိုပြောလို့အဲ့တော့ ဘဝတစ်ခုကိုဖန်ဆင်းပြီဆိုတဲ့အခါမှာအဝိဇ္ဇာရဲ့တဏှာရဲ့ကံရဲ့ဒီသုံးခုကနေစုပြီးတော့ဖန်ဆင်းလိုက်ယူရီယာနေစင်တဲ့အမြအသက်ရှင်နေတဲ့အချိန်မှာဘာတွေလုပ်နေကြတုံးတော့လုံးတဲ့နာမလုံးတဲ့နာခွဲခြားမသိပြီးအတွက်ကြောင့်လုံးတဲ့နဲ့ထင်တယ်မလုံးတဲ့မှုလို့ထင်တယ် လုံးတဲ့နာကိုမလုံးတဲ့မှုလို့ထင်တယ်မလုံးတဲ့နာကိုလုံးတဲ့နယ်လို့ထင်နေတယ်အဲ့ဒါတွေကအဝိဇ္ဇာကကာထားတာကာထားသည့်အတွက်ကြောင့်သူအာယုံဝရဲ့အကျိုးအကြောင်းကိုတဘာဝမှန်ကိုမသိသည့်အတွက်ကြောင့်တွေ့တာမှုတွေမမောမှုတွေလိုချင်မှုတွေဆွဲလန်းမှုတွေပေါ်လာတယ်ဟောအဝိဇ္ဇာတွေကလည်းအင်အားကောင်းလာတဲ့တဏှာတွေကလည်းအင်အားကောင်းလာတယ်ပြတ်တမ်းမှုတွေကိုအကြောင်းပြုပြီးတော့ရလုံမှုနဲ့ဂျိုးပန်းမှုတွေရောပေါ်မလာဘူးလား အဲ့ဒီကြိုးပမ်းမှုတွေအားလုံးဟာကံအရာမြောက်သွားတယ်ပေါ့စိတ်ရဲ့လှုပ်ဆောင်မှုနှုတ်ကလှုပ်ဆောင်မှုခန္ဓာကိုယ်ထိလက်ရောက်လှုပ်ဆောင်မှုလို့ဆိုရဲလှုပ်ဆောင်မှုတွေ ਨੇ ကံရဲ့အရာလူရဲ့တဏ္ဍာမှာချစ်ပေါ်ပြီးတော့လာတယ်အဲ့ဒါကြောင့်မလို့နေ့စဉ်နဲ့အနေလူတွေရဲ့တဏ္ဍာမှာကံတွေဟာစွမိဆောင်မိဖြစ်ပြီးတော့စွမ်းအာတ္တိအပြည့်နဲ့လူတွေရဲ့စိတ်အစဉ်ထဲမှာဖြစ်တာ အဲ့ဒီဖြစ်လာတဲ့ကံတရားတွေကစုမိဆောင်မိဖြစ်နေတော့ဘဝတစ်ခုကိုဖန်ဆင်းကြတော့မယ်ဆိုလို့ရှိရင်လက်ရှိဘဝကြီးမချုပ်သေးသေးသေးတဲ့၍သူတို့ကလုံးလို့မရသေးဘူးကံအတ္တတရားလက်ရှိဘဝကြီးကုံဆုံးတဲ့အချိန်လေးမှာသူတို့ဝိုင်းပြီးတော့ဘလို့လုံးကြတယ်လဲဆိုဒီဘဝကကူးသွားတာမဟုတ်ဘူးဆိုပါစို့အနည်းကပြောရတဲ့အတိုင်းဘဝနေကုန်ပေဆုံးခြင်းဆိုတဲ့ ဥပမာလေးနဲ့ပြောရမယ်ဥပဆိုတဲ့လူကြီးတယောက်ရောဂါတွေဖြစ်လို့ခုနသေခြင်းလေးမျိုးတည်းကအကြောင်းတစ်ခုနဲ့သူသေတော့မယ်လို့ဆိုတဲ့အချိန်လေးပါဒီဥပရဲ့အသက်တို့လက်ကြတို့ဝိညာဉ်ကောင်တို့ကထွက်သွားပြီးတော့မောင်လခန္ဓာကိုယ်ရဲ့ရောက်ပါတာမဟုတ်ဘူးနော်အဲ့ဒီဥပကြီးတင်ငယ်စောနဲ့ညောနေတဲ့အချိန်မှာကြိုးတရားတွေကို ထုတ်လို့မဲ့ဟာရရှိလို့ဆိုအဝိဇ္ဇာရှိတယ် သူ့ရဲ့တဏ္ဍမှာဖြစ်နေတဲ့အဝိဇ္ဇာရှိတယ်။တဏှာရှိတယ်၊ကံရှိတယ်။အဲ့ဒီမှာဥပါကြီးတင်ငယ်စောနဲ့ပြောနေတဲ့အချိန်မှာသူလုတ်ခဲ့တဲ့အမှုတွေဟာသူ့ရဲ့စိတ်အာယုံကိုနှောင့်မိုးပြီးတော့ပေါ်လာတယ်။တေကံလေးဆက်တဲ့မှာနှောင့်မိုးပေါ်လာ။အဲ့ဒီပေါ်လာတဲ့အရာတွေဟာကံရင်လည်းဖြစ်မယ်၊ကာမနိမိတ်တွေလည်းဖြစ်မယ်၊ဂတိနိမိတ်တွေဖြစ်တယ်။ဒီလိုဆိုတော့နော် သူလှုပ်ခဲ့တဲ့ကံနေရာသူတဏ္ဍာမှာအစ်စ်အနေထားမျိုးထပ်ပေါ်နေတယ်။သို့မဟုတ်သူကံလှုပ်ခဲ့တဲ့အချိန်ကအကျိုးပေးခွင့်ရပြီးအလှဲ့ကြတဲ့ကံကအဲ့ဒီနေရာရောက်လာတဲ့ကံကစွမ်းအားအရှိဆုံးကံကရှည်ရန်တက်လာ။ရှည်ရန်တက်လာပြီးတော့ဥပါရဲ့မျက်စိထဲမှာဖြစ်စေနားထဲမှာဖြစ်စေနှာခေါင်းထဲမှာဖြစ်စေလျှာထဲမှာဖြစ်စေခန္ဓာကိုယ်မှာဖြစ်စေစိတ်ထဲမှာဖြစ်စေဓာရ6ပါးမှာလွှမ်းမိုးပြီးတော့အဲ့ဒီအာယုလေးကဝင်ရောက်လာတယ်တဲ့ အိမ်မက်ချဲမှာမက်နေတယ်လို့ဝင်ရောက်လာတဲ့အခါကျတော့သင်ငယ်စောနဲ့မျောနေတဲ့ဥပွားရဲ့စိတ်တရားအဲ့ဒီအယုံပေါ်မှာနေမျောနေအဲ့ဒီအယုံတွေကသူ့ကိုလွှမ်းမိုးနေတယ်အဲ့ဒီလွှမ်းမိုးနေတဲ့အချိန်ကလေးမှာဒီပွားကကံကနေချုပ်ရိပ်သွားတဲ့အတွက်ကြောင့်သုတိဆိုတဲ့စိတ်ကလေးနောက်ဆုံးအနေနဲ့ဖြစ်လာခြင်းကံမစားရုပ်တရားလည်းအတိတ်ကအခုလက်ရှိဘဝကံရဲ့လုပ်ငန်းတွေပြီးသွားလို့ဒီဘဝကလည်းရုပ်လဲရုပ်သိမ်းလိုက်ရော ခုနကမမိုးထားတဲ့အာယုန်လေးပေါ်ရှိရာကိုအဝိဇ္ဇာကနေပြီးတော့အဲ့ဒီအာယုန်ရဲ့သဘာဝကိုမသိအောင်ဖုံးကွယ်ပေးထားတဲ့တဏှာကအဲ့ဒီအာယုန်လေးပေါ်မှာဥပါကြီးရိုက်ဈိမ့်နှံ့ပြီးတော့စိတ်အစဉ်ဟန်ညှို့ပြီးတော့နေတယ်အဲ့ဒီအချိန်လေးမှာသင်္ခါရလို့ဆိုတဲ့ကံနဲ့ရှင်ဘက်သဘာဝတရားတွေအလုံးအနေပြီးတော့တွန့်ပို့လိုက်တယ်လို့ပဲဟိုဘဝမှာတရိစိတ်လေးပေါ်သွား ဟီလိုကူတဲ့ပေါ်ဝါကူတဲ့ဆာနော်အဲ့တော့ဗမာစာရီထဲမှာပြောလို့ရှိကြတယ်လောက်လန်းတဖွဲဝိညာဉ်တွေဆဲစကားကိုပြောအဲ့ဒီလောက်လန်းတဖွဲဝိညာဉ်တွေဆိုတာကလောက်လန်းဆိုတဲ့အကောင်လေးနေမြင်မှုပါလိမ့်မယ်သူကခါးလေးခုံးပြီးတော့သွားလို့ရှိတယ်အမီးပိုင်းကခြေတော့ပါတယ်ခေါင်းပိုင်းကခြေတော့ပါတယ်အလဲခေါင်းမှာခြေတော့မပါဘူးခြေတော့မပါတော့ ခေါင်းပိုင်းကအမီးပိုင်းကခြေထောက်ကထောက်ပြီးတော့ခေါင်းလေးကမြောက်ပြီးတော့သူကုတ်ရမယ့်နေရာကိုသူရှာတယ်။ရှာပြီးလို့ကုတ်ပြီပြီဆိုတော့နောက်ကခြေထောက်ကလွတ်လိုက်ခဲ့ပေါ့။နောက်လန်းဆိုတဲ့အခါအဲ့ဒီနေရာမှာအကျိတ်ပြေအမျိုးမျိုးယူကြတယ်။ဘုရားမြတ်စွာဘုရားတရားနဲ့ kait အောင်ယူမယ်ဆိုလို့ရှိရင်ဘယ်လိုယူနိုင်တော့လောက်လန်းတဲ့ဖွဲ့ဝိညာဉ်တွေဆိုတာအမှန်ကတော့ ဒီဝိညာဉ်ဆိုတဲ့အရာကမရဏတဏ္ဍဇောကို ကြောမယ်ဆိုလို့ရှိရင်အတိတ်ပဲရှိတယ်ကောမရဏတဏ္ဍဇောမပြောပဲနဲ့လူတွေရဲ့အသက်လေးကြာဝိညာဉ်ကောင်းကလေးကဒီခန္ဓာကိုယ်ကြီးကနောက်ခန္ဓာကိုယ်မတွေ့သေးလို့ရှိရင်မလွတ်သေးဘူးဒီခန္ဓာကိုယ်တည်းကထွက်မသွားသေးဘူးနောက်ခန္ဓာကိုယ်ရှိမှသူကထွက်သွားတယ်ဆိုတဲ့အတိတ်ပဲမျိုးဆိုရင်တော့မှားတယ်ပေါ့နော် ဲ့ဒါလို့မဟုတ်ဘဲနဲ့စိတ်ကအာယုံယူတဲ့သဘောမျိုးကိုပြောမယ်ဆိုလို့ရှိလောက်လန်းတဲ့ဘဝဝိညာဉ်တွေဆိုတာဘာကိုပြောတာလဲဆိုတော့ခုနကဥက္ကကြီးတင်ငယ်စောင်းနဲ့မျောနေတယ်ဆိုတာကြည်လောင်ဘဝဖြစ်မဲ့အာယုံတွေကိုမြင်နေတာကတိနိဗ္ဗိတ်တွေကိုမြင်နေတယ်ဆိုတာနောက်ဘဝအာယုံတွေကိုမြင်နေတယ်ဒီဘဝကလည်းလွတ်လိုက်ရောအဲ့ဒီနောက်ဘဝမြင်နေတဲ့ဟာဒီပေါ်မှာတရေစိတ်ဖြစ်သွားအဲ့ဒီအာယုံပေါ်မှာအာယုံကျပြီးတော့တရေစိတ်လေးရဖြစ်ရတယ် စိတ်ဆိုတာအာယုံမရှိဘဲနဲ့မဖြစ်ဘူးဆိုတာအလုံးသဘောပေါက်ပြီးတာနော်ဘယ်စိတ်ပဲဖြစ်ဖြစ်အာယုံမရှိရင်မဖြစ်ဘူးဆိုတာသိကြအာယုံနဲ့ကင်းပြီးတော့ဖြစ်တဲ့စိတ်ဆိုတာလောကမှာမရှိဘူးလေစိတ်တိုင်းစိတ်တိုင်းဟာအာယုံရှိတယ်ဒါမှမဟုတ်တရေစိတ်ကလေးကလူဘဝအစတရေစိတ်လေးကဘာအာယုံကိုအာယုံပြုတာတုံးလို့ဆိုခုနကတေကန်ဒီမှာတေငယ်စောနဲ့မျောနေတဲ့အချိန်မှာ ်အင်ပီပြုတ်လုခဲ့တဲ့ကံထိုကံပြုစဉ်ကအခြေအနေဖြစ်ရကွာမှာပေါ်လာမဲ့ဖြစ်ရမဲ့ကြုံတွေ့ရမဲ့ခံစားရမဲ့ရရှိရမဲ့ဘဝအခြေအနေတွေအဲ့ဒီအခြေအနေတွေကိုမသိခင်ကတည်းကမြင်နေတဲ့အဲ့ဒီအာယုံကစိတ်ကိုလွှမ်းထားတယ်အဲ့ဒီလွှမ်းထားတဲ့အာယုံကိုအာယုံပြုတ်ပြီးတော့ဟောဒီပရိသေတွေစိတ်ကလေးကပေါ်လာတာအဲ့ဒါကြောင့်မို့လို့ကဲသင်ငယ်စောနဲ့မျောနေတဲ့ဥပကြီးအသက်လဲထွက်သွားရော ။ကုပ္ပကြီးဘဝတုန်းကနေပြီးတော့သင်္ကေတဆောင်နဲ့မျောပြီးတော့အာယုံယူနေတဲ့အာယုံကလေးအတိုင်းနောက်ဘဝမှာမောင်လာဆိုတာပြောပေါ်လာမြင့်။ဒီလိုဆက်ဆံမှုတော့ရှိရပေါ့။ကုပ္ပဘဝတုန်းကယူထားတဲ့အာယုံနေနဲ့ကံအတိတ်ကနေပြီးတော့မောင်လာရဲ့ပြိသူရီစိတ်ကလေးအစတင်ပြီးတော့ဖန်ဆင်းလိုက်တယ်။ဥပရဲ့သုတိစိတ်ကလေးရဲ့ချုပ်သွားတဲ့အချိန်လေးမှာမောင်နှမရဲ့ပြိတ္တိစိတ်ကလေးပေါ်လာတယ်။ဥပရဲ့ပြိတ္တိစိတ်ကလေ အဲသုတိစိတ်ကလေးမဖြစ်မချင်းမချုပ်မချင်းဘောင်နာရဲ့တရေစိတ်ကလေးမပေါ်ဘူးတဲ့အဲ့ဒီပြီသုတိစိတ်ကလေးဖြစ်ပြီးချုပ်သွားခြင်းသည်ဘောင်နာရဲ့တရေစိတ်ပေါ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့အဲ့ဒါကိုအနန္တရတ္တိလို့ခေါ်တယ်အနန္တရပစ္စယောသမန္တရပစ္စယောနတ္တိပစ္စယောဝိကတပစ္စယောဆိုရတဲ့သူချုပ်သွားမှနောက်ကဟာပေါ်လို့ရအဲ့ဒီမှာဥပါယရဲ့ စုတီစိတ်ကနေပြီးတော့မောင်နှံရဲ့ပရိသေစိတ်ဖြစ်သွားတယ်လို့ဒီလိုပြောလို့ရမှာမရဘူးเนาะဥပယရဲ့ပရိသေစိတ်ကဥပယရဲ့စုတီစိတ်ကအတိတ်ခံကြောင်းဖြစ်တဲ့စိတ်သူစဝါစုဥပယရဲ့ပရိသေစိတ်ကလေးကအတိတ်ကကံကံနေဖြစ်လာတယ်ချိုးကံကံနေအကျိုးပေးလိုက်လို့ဥပယရဲ့တသက်တာမှာဘဝင်စိတ်တွေဖြစ်တယ် ပရိသေစိတ်ပဝင်စိတ်ဖြစ်တဲ့နောက်ဆုံးစိတ်လေးကိုသုတိလို့ခေါ်တယ်။အဲဒီဥပါယေစိတ်ကဆိုပါစို့မဟာဝိဘက်ညာနာဝိပယုစိတ်ထဲကတခုခုဆိုပါစို့အဲ့လိုဖြစ်ဥပါယေဘဝမှာ သူတရားနာတယ်တရားထုတ်တယ်စာပေတွေလိုက်စားတယ်ဖတ်ရှုတယ်ဥပ္ပကောင်းမှုတွေလုပ်တယ်အဲ့ဒီစွမ်းအားကြောင့်ရှင်တော်ဥပဘဝတုန်းကတော့ညာနာဝိပယုနဲ့ပရိသေနေလန်တာ ညာနဝေပြုတ်နဲ့ပဋိသေရနေလာသည့်အတွက်ကြောင့်သူ့ရဲ့သုတိဟာလည်းပဲညာနဝေပြုတ်ပဋိသေရညာနဝေပြုတ်သုတိပဲအဲ့ဒီသုတိလေးချုပ်သွားတဲ့အခါနောက်ဆက်ပဋိသေရကြတော့သူလုခဲ့တဲ့ကံတွေကလည်းပြီးတော့သောမနတသဟကိုညာနတံပေယမဟာဝိပ္ပစိတ်ဆိုတာကိုကြိုပင်လိုက်တော့ဟောမောင်နှမရဲ့တရေစိတ်ကြတော့ညာနတံပေယဖြစ်သွားဥပရဲ့သုတိစိတ်တုံးကညာနဝေပြုတ်ဆိုအဲ့တော့သုတိစိတ်နဲ့ပရိသေရစိတ်ကတူသေးရဲ့ မတူတော့ဘူးတန်တရားကနေပြီးတော့ဖန်တီးပြီးတော့သွားအဲ့တော့ဥပရဲ့သုတိစိတ်လေးကဒီမှာပရိသေရိစိတ်အနေနဲ့မောင်းလာတဲ့ဝင်စားလာတာလားဆိုတော့မဟုတ်ဘူးဟုတ်ရင်ထတ်တူပဲဖြစ်နေမှာပေါ့သူ့ရဲ့ဒီဝိညာဉ်စိတ်လေးကထတ်တူပဲဖြစ်နေမှာပေါ့အဲ့ဒါလို့ထတ်တူမဟုတ်ဘူးတဲ့သဘာဝချင်းခြေနေချင်းအများကြီးပွဲပြားခြားနာတယ်ဒီလိုဆုံးလို့တာနော် ဲ့တော့ကံတမန်နမိတ်ကတိနမိတ်လို့ဆိုတာတွေကိုအာယုပြုပြီးတော့လူတွေမှာကောင်းတာလောက်တာရှိတယ်မကောင်းတာလောက်တာရှိတယ်ကောင်းတာလောက်လို့ရှင် ကောင်းတဲ့ကံရဲ့စွမ်းအားနဲ့ကောင်းတဲ့အရေးကြီးပေါ်တဲ့မကောင်းတာလောက်တဲ့ပုဂ္ဂိုလ်ကြတော့မကောင်းတဲ့စိတ်တွေရဲ့စွမ်းအားနဲ့မကောင်းတဲ့ကံရဲ့စွမ်းအားနဲ့မကောင်းတဲ့အရေးနိမိတ်တွေပေါ်လာအဲ့ဒီပေါ်လာတဲ့ပုံမှာတရေမျိုးစေလေးကကြာသွားတာတဲ့ ဒါကြောင့်မြတ်စွာဘုရားကဘဝတုတ်တန်နှစ်ခုပထမဘဝဒုတိယဘဝလို့ဆိုတဲ့ဒုတိယဘဝတုတ်ပထမဘဝတုတ်ဒုတိယဘဝတုတ်ဆိုတာသင်္ကုတ္တရနိကေတိကနိဗ္ဗာန်မှာရှိအဲဒီမှာကြတော့ခံကိုအဓိကထားပြီးတော့ဟောတယ်မြတ်စွာဘုရားကမ္မံခိတံဝိညာဏံဘိသံတဏာတနိဟောအဝိဇ္ဇာနိဝရဏနာတဏာတန်ယောဇနနာဟောဒီနှစ်ခုရဲ့အကူကြီးရှိတယ် အဝိဇ္ဇာနိဝရဏဆိုတာအဝိဇ္ဇာကစိတ်ကိုဆုပ်ပိတ်ထားလိုက်တယ်ဆုပ်ပိတ်ထားလိုက်တယ်ဆိုတာသူမမြင်စေချင်တာတွေမမြင်အောင်ဆုပ်ပိတ်ထားဆိုလိုတာကတဘာဝကိုမမြင်အောင်ဆုပ်ပိတ်ထားတယ်အဝိဇ္ဇာဖုံးထားလိုက်အဝိဇ္ဇာဖုံးထားလိုက်ပြီးတဲ့တော့အဆိုးကိုအကောင်းမြင်တယ်အကောင်းကိုအဆိုးမြင်ကြောင်းမြန်လေးမြင်ကုန်သူကအမှန်မမြင်အောင်လာလောက်တာမမြင်အောင်လုံးဝကွယ်တာမျိုးမဟုတ်ဘူးအဝိဇ္ဇာဆိုနော် ဒါကြောင့်မို့လို့အဝိဇ္ဇာကိုတဘာဝသာရဏလက္ခဏာလို့ဒီလိုခေါ်တယ်။တဘာဝသာရဏဆိုတာတကယ်အစ်စ်မှန်ကိုမမြင်အောင်ဖုံးတာ။အကုန်လုံးကိုဖုံးတယ်လို့ပြောတာမဟုတ်ဘူး။တကယ်အစ်စ်မှန်ကိုမမြင်အောင်ဖုံးတယ်ဆိုတော့အစ်စ်မှန်မဟုတ်တာတွေကိုပြတယ်ဆိုတာအတိတ်ပဲမရပါဘူးလား။အေးအစ်စ်ကိုဖုံးထားတယ်ဆိုရင်အတုကိုပြထားတယ်ဆိုတဲ့စကားလုံးဟာအတိတ်ပဲအလိုလိုပါပြီးသားဖြစ်သွားတာပေါ့။ဟောအတုကိုပြအဝိဇ္ဇာ အဲ့လိုသူ့ကိုပြထားတဲ့အခါတဏပံယောစနတဏကတွဲလိုက်တယ်ခြီလိုက်တယ်နှောင်လိုက်တယ်တွေ့တာလိုက်တယ်အဲ့ဒီအာယုံပေါ့တဏနှောင်ကျိုးကခြီလိုက်တယ်ဟောတတ္တဝါဟာဒီအာယုံတွေကဘယ်လိုလုပ်ယုံထွက်လို့ရတော့အဲ့ဒီအာယုံလေးထဲမှာနစ်ညောနေတဲ့အချိန်မှာကံကနေပြီးတော့မျိုးစေ့ချထည့်လိုက်တယ်ဟောအဲ့ဒီမျိုးစေ့ချထည့်လိုက်ကြအဲ့ဒီကံကဒီနေရာမှာအရေးကြီးဆုံးကဘယ်သူလဲလို့ဆိုရင် ကမ္မန်ခိတံလို့ဝိညာဏဖီစာလို့သုံးတာဘယ်ဝိညာဉ်ကိုပြောတာတုံးလို့ဆိုတော့အဘိသင်္ခါရဝိညာဉ်ဘိသင်္ခါရဆိုတာဘဝတစ်ခုကိုဖန်ဆင်းနေတဲ့ဝိညာဉ်ဆိုတာမရဏတဏ္ဍဇောနဲ့ရှင်တွဲပြီးတော့လာတဲ့ကံတရားမရဏတဏ္ဍဇောဒီအာယုန်ကိုယူထားတာနော်အဲ့ဒီမရဏတဏ္ဍဇောဝိညာဉ်စိတ်တတိမျိုးစိတ်လေးကိုချပေးလိုက်တယ်ကံတရားတွေဆိုတာဒီလိုဆိုလို့တယ်နော် အဲ့ဒီနေရာမှာကံဟာလည်းမြေနဲ့တူပြီးတော့တဏှာကအစေးနဲ့တူတယ်ဝိညာဉ်ကမျိုးစေ့နဲ့တူအဲ့ဒါကြောင့်မို့ဘဝအပင်လေးတစ်ခုဟာပေါက်လာတာဒီလိုဆိုလို့အဲ့တော့အပင်ပေါက်လာတယ်ဆိုရဲဒီကနေသွားပြီးတော့ဝင်စားတာမဟုတ်ဘူးအကြောင်းလေးကြောင့်စုပေါင်းပြီးတော့ဖြစ်သွားတာဖြစ်တယ်ဒါကဘဝတစ်ခု တတ္တဝါတွေအာဘဝတစ်ခုကူးပြီးတော့ဘဝတစ်ခုမှဖြစ်ဖို့ဒီလိုခေါ်တာယေရှုဖရားနဲ့ယဟန်တာပုဂ္ဂိုလ်တွေကြတော့အဲ့ဒီတဏ္ဍအဝိဇ္ဇာရဲ့တဏ္ဍရဲ့ကံရဲ့လို့ဆိုတဲ့ဘဝတစ်ခုကိုဖန်တီးပေးနေတဲ့အဓိကအကြောင်းအရာတွေတဲ့ဘယ်ဟာကိုဖြည့်ဆည်းလိုက်တာတော့ဆိုတော့ဟောအဝိဇ္ဇာနဲ့တဏ္ဍကိုဖြည့်ဆည်းပြတဲ့ အဝိဇ္ဇာနဲ့တဏှာကိုချက်စီးထားလိုက်တဲ့ခြင်းတဘာဝကိုအဝိဇ္ဇာမရှိတော့သည့်အတွက်ကြောင့်တဘာဝကိုမဖုံးနိုင်တော့မဖုံးနိုင်တော့တဘာဝအရှင်းကြီးမြင်လေတဘာဝအရှင်းကြီးမြင်နေတော့သူ့တဘာဝအတိုင်းဆိုရင် တွေ့တာမှုတဏှာဆိုတာမလန်နိုင်ဘူးတဏှာကလည်းမတွေ့တော့ဘူးတဏှာမရှိတော့သည့်အတွက်ကြောင့်တဏှာကလည်းမတွေ့တော့အဝိဇ္ဇာကလည်းဖုံးထားတာမရှိဘူးတဏှာကလည်းမတွေ့တော့ဘူးဆိုလို့ရှိရင် ကံကခုနည်းနဲ့သူကံနေရှိလေတော့လေအဲ့ဒီကံကဖြစ်ချခြင်းကမစွမ်းနိုင်ဘူးသူ့မှာအကူအညီတွေမရှိတော့ဘူးအဲ့ဒါကိုပြောနော်အကူအညီမရှိတော့ဘူးဆိုတော့ဘဝတစ်ခုကိုကံကမဖန်တီးနိုင်တော့ဘူးလို့ပြောအဲ့တော့ရဟန္တာတွေရဲ့ဘဝရသော်ဘုရားရဲ့ဘဝကံတရားတွေကအတိတ်ကကံတွေကရှိနေသေးတော်လဲပဲဘဝတစ်ခုကိုကီဆောင်းနိုင်တဲ့စွမ်းအားသူတို့မှာကုန်သွားပြီ အရဒမဲ့ဘယ်ချိန်ကလည်းကုံသွားတာတော့ဆိုတဏ္ဍာနဲ့အဝိဇ္ဇာကုံသွားကြတဲ့အခန်းတွေကအလုံးလုံးလို့မရတော့ဘူးပစုံလုံးကိုတခါတည်းခြေထောက်တွေချိုးထားလိုက်တယ်လို့ပဲအဝိဇ္ဇာနဲ့တဏ္ဍာကိုဖြတ်ထားလိုက်ကြတဲ့အတိပစုံလုံးဟာနော်ခြေထောက်တွေချိုးထားလိုက်လို့ရှိရင်ပစုံလုံးကြီးကွာလို့ရသေးရလားမရတော့ဘူးပဲအဲ့ဒါလို့ရှိနေသေးတော့လည်းပဲအကျိုးပေးဖို့မရဘူးဒါကြောင့်မို့လို့ ရှိနေသေးတော်လဲအကျိုးပေးခွင့်မရသည့်အတွက်ကြောင့်ကံကိုလဲကုန်စေတယ်လို့ဒီလိုသုံးတာတကယ်ကတော့ကံကိုပယ်လို့မရဘူးပယ်တာကကိလေသာကိုပယ်တာကိလေသာဆိုတာအဝိဇ္ဇာနဲ့တဏှာပဲကိလေသာအဲ့တော့အဝိဇ္ဇာနဲ့တဏှာဆိုတာကိုပယ်လိုက်တာလဲတပြိုင်နဲ့ကံတွေကအလုံးမလုံးနိုင်ဘူးအလုံးမလုံးနိုင်တဲ့အတွက်ကြောင့်ကြည့်ဘဝတစ်ခုကိုနောက်ထပ်ဟောထုတ်နိုင်နေမှာမစားနိုင်တော့ဘဝပြတ်သွား